ဟယ်လိုမင်္ဂလာပါရှင်ဒီနေ့7154ရှိနေပြီဆိုပေမဲ့ကိုလည်းအိမ်မပြောသေးဘူးဆိုတော့စာအုပ်လေးဖတ်ရင်းနဲ့အာ sharing လေးလုပ်ပေးချင်တာလေးရှိလို့ပေါ့နော်ဒီနေ့ကတော့အရန်အကြောင်းအရာတွေကိုဒီဒီတိထားလေးလုပ်ထားတာမျိုးတော့မဟုတ်ဘူးအခုတလော personal reading လာဖတ်ကြတဲ့အထဲမှာအရန်ကိုအတွေ့အများအားဆုံးဖြစ်ပြီးတော့ဒီနေ့ရဲ့နောက်ဆုံးလက်ကြံဒီ package ဖတ်သွားတဲ့တယောက်မှလည်းအဲ့ဒီ case လေးကိုတွေ့လိုက်ရလို့ပေါ့ကို sharing လုပ်ပေးချင်တာဒါကဘာလဲဆိုတော့ relationship တခုတည်းကိုရောက်သွားပြီဆိုရင် healthy ဖြစ်ဖို့ကဘယ်ကနေစလဲဆိုတော့ကိုယ်တွေ saturation shift လို့ခေါ်တယ်။ဟိုမရောက်ဒီမရောက်အခြေအနေကိုကသူ့ကို crush နေတဲ့အချိန်၊သူကကိုကို like နေတဲ့အချိန်ဒီလိုအစလေးဟာအရင်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးချင်တာပေါ့နော်။ဆိုတော့ကိုတို့ကချစ်ရေးချစ်ရာကိစ္စတွေမှာ healthy ဖြစ်မနေဘူးဆိုရင်အရင်ကိုမှပြင်ပန်းရပါတယ်။နှစ်ဦးနှစ်ဖက်ပေါ့နော်။အော်ဆိုတော့အဲ့ဒီလိုမျိုးချစ်ရေးချစ်ရာကိစ္စတွေမှာ healthy ဖြစ်နေဘူးဆိုရင် deep relation လေးမှာကိုတယောက်တည်းပဲကောင်းပေးနေလို့လည်းမရတယ်လို့သူတယောက်တည်းလဲစူးစမ်းနေလို့လည်းမရဘူး။ ဆိုတော့နှစ်ဦးလုံးကနှစ်ဖက်လုံးကအပြန်အလှန်အပေးယူမျှပြီးတော့နားလည်မှုတွေရှိရှိနဲ့ရှေ့ဆက်ဖို့ကြိုးစားနိုင်မှ healthy relationship လေးကိုပိုင်ဆိုင်နိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ခုခုကလေးတွေမှာဗာတွေ့ရလဲဆိုတော့ crash နေတဲ့အခြေအနေမှာသူကိုယ်ကိုပြန်ကြိုက်လာရင်ပြီးရောဘာပဲနေနေလုပ်ပြီးကျင်လား အာဒီလိုကာလလေးကိုဘယ်လိုခေါ်လဲဆိုတော့တကြားပေါ်ကိုတကာလောင်းပြီးပြားရီထပ်ပေါင်းနေတဲ့ကာလလို့ခေါ်တယ်ပေါ့နော်။ဘာပဲလုပ်နေနေကိုအပြစ်မမြင်နိုင်တဲ့ကာလ။ तू ကကိုယ့်ပေါ်ဘလိုပဲစိုးနေပါစီ။ तू ကကိုယ့်ပေါ်ဘလိုပဲအနိုင်ယူနေပါစီ။ကြည်ပြူနေတာ။ဟိုဘာတောင်းတောင်းဘာဟိုပဲတောင်းဆိုတောင်းဆိုဖြည့်ဆည်းပေးကျင်နေတာဒီလိုက်နေစေကာလလေးမှာတကယ်တော့အဲ့ဒါကြီးကအမှန်မဟုတ်ဘူးလို့ကိုကပြောကျင်တာပေါ့။အဲ့ဒီနီးလန်းကအမှန်မှန်ကန်ဘူးလို့ဆိုကျင်တာ။ ဲ့ဒီလိုမျိုးတယောက်နဲ့တယောက်စတင်တွေ့ဆုံဂါဇာကာလာလေးမှာသူကကိုယ်ကိုပြန်ချစ်လာရင်ပြီးရောကိုကသူ့ကိုရလိုက်ရင်ပြီးရောကိုမတက်နိုင်တာတွေရောတက်နိုင်တာတွေရောပေးခဲ့ကြပြီးမှတကယ် relationship တဲကိုလည်းရအောင်ရောသူတွေကအေးအဲအဲ့ဒီအချိန်မှာသူတောင်းဆိုတာကိုကိုကမပေးနိုင်ဟိုကလည်းစတော့ကသူတောင်းဆိုတဲ့များကိုပေးခဲ့တော့ relationship တွေကိုရောက်တဲ့အချိန်မှာလည်းထပ်ထပ်ပြီးတော့တောင်းဆိုမှုတွေလုပ်တယ်အဲ့ဒီအချိန်မှာတစ်ဖက်ကမပေးနိုင်တော့ပြဿနာတွေတက်ကြတယ် အဲ့ဒါကြောင့်မို့လို့ကိုကစတင်ခြင်းလေးဟာအရန်ကိုမှအရေးကြီးပါတယ်လို့ပြောချင်တာပေါ့နော် healthy ဖြစ်တဲ့ကျန်းမာကြံ့ခိုင်တဲ့ဆက်ဆံရေးတစ်ခုအချစ်ရေးလေးတစ်ခုကိုတည်ဆောက်ခြင်းလေဆိုရင်ကိုရရဲ့အဲ့ဒီစတင်ခြင်းကာလလေးမှာ healthy boundary လေးကိုတခါတည်း setting လုပ်ခဲ့ဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးစတင်ခြင်းလေးမှာသူ့ကိုကိုကအရန်လိုချင်နေလို့လိုက်ရောတာမျိုးပါလဲမဖြစ်တဲ့လို့ သူကကိုယ့်ကိုအရန်ချစ်နေလို့လိုက်ရောနေတာကိုအရန်ကြီးအာပေးသမျှကိုယူတာအခွင့်အရေးအလုံးဟောဆိုတော့အဲ့လိုမျိုးပေါ့နော်အဲရသမျှအခွင့်အရေးကိုလက်တဆုံးမှိုက်တာတွေကလုံးဝကိုမလုံးတဲ့နဲ့အာဟာရီဖြစ်တယ်ပေါ့နော်ဆိုတော့လိုက်နေတဲ့သူကလည်းဥမာကောင်းကလေးကပဲဆလိုက်လိုက်ကောင်းမကလေးကပဲဆလိုက်လိုက် ပေါ့နော်ဘသူကပဲစလိုက်ပြီးတော့ဘသူကပဲ crush ခံနေရတာပဲဖြစ်ဖြစ်အမျိုးသားအမျိုးသမီး LGBT ဒီလိုမျိုး gender ခွဲပြီးပြောချင်တာမဟုတ်ဘူးပေါ့နော်ဆက်ဆံရေးတစ်ခုအစပြိုးပြီဆိုတဲ့ကာလမှာတယောက်ယောက်ကတော့စတင်ရတာပဲတယောက်ယောက်ကတော့စပြီးတော့ဒီ relation လေးကိုပုံဖော်ဖို့ကြိုးစားကြတာပဲလीနော် အာဆိုတော့အဲ့ဒီလိုစတင်စဲကာလာမှာလိုက်တဲ့သူကအပေးတွေပဲရှိနေပြီးတော့အလိုက်ခံရတဲ့သူကအယူတွေပဲရှိတယ်ဆိုတာမျိုးကဖြစ်တတ်တယ်ပေါ့နော်ဆိုတော့ healthy ဖြစ်တဲ့ relationship လေးကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်အာဆိုတော့ပေါ့နော်ကိုရောသူရောကအပြန်အလှန် respect ရှိဖို့လိုတယ်ဒီ relation လေးကိုမစတင်ခင်ကတည်းကဒါမှမဟုတ်ဒီ relation လေးကိုစတင်ဖို့ကြိုးစားနေစဉ်ကာလကတည်းကလို့လည်းဆိုနိုင်တယ်ပေါ့နော်ဆိုတော့ကိုကလည်း အာဥပမာမင်းကစပီလိုက်တဲ့သူတို့မဟုတ်စပီ crush တဲ့သူဖြစ်နေခဲ့မယ်ဆိုရင်လေကိုက crush နေရတာနဲ့ပဲဒီကောင်မလေးဒီကောင်ကလေးကိုရရင်ပြီးတော့ကိုတက်နိုင်တာရောမတက်နိုင်တာရောကိုပေးဖို့မစူးစားပဲနဲ့ကိုမတက်နိုင်တဲ့ကိစ္စတွေမှာလဲဒါကတော့ငါလုတ်ပေးနိုင်တဲ့အရာမဟုတ်တဲ့အတွက်မင်းနားလည်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့အငင်းစကားလုံးကိုတစ်ဖက်သူနာဝင်လက်ခံလာအောင်ပြောဆိုသိမ့်သွင်းနိုင်ဖို့လိုတယ်လို့မျိုးအဲမင်းက crush ခံရတဲ့သူစတင်ပြီးတော့ချင်းကပ်ခံရတဲ့သူ chase ခံရတဲ့သူဆိုရင်လေကိုကိုတဘောကြနေတဲ့သူစီကနေအခွင့်အရေးမှန်တဲ့မျိုးကိုလက်တဆုံးမှိုက်ဖဲနဲ့ဖြစ်ချင်တာရယ်ဖြစ်တင်တာရယ်ဒီလိုလှုပ်လိုက်ရင်ရောဒီလိုတောင်းဆိုလိုက်ရင်ရောဒါဟာမျှတမှုရှိရလားဆိုတဲ့အာတစ်ဖက်သားအပေါ်ကိုအာနားလဲပြီးတဲ့ကိုကျင်းစာတရားလေးကိုထားပြီးတော့မှ ဆက်ဆံတင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလေးတွေဆက်ဆံခြင်းအပြင်မင်းတို့ relation လေးက relation relation ဆိုတာထဲဆက်ဆံရေးလေးပေါ့နော်မင်းတို့ရဲ့ဒီ communication situation လေးက relationship ထဲကို serious ဖြစ်တဲ့ relationship ထဲကိုမရောက်ခင်ကလေးက healthy ဖြစ်နေပြီဒါဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်ကိုသူ့ကိုကိုကလည်းလက်ခံနိုင်လို့အာသူကလည်းကိုကိုအယမ်းချစ်ပေးနေလို့ ကဲလက်ခံလိုက်ပြီဆိုပြီးတော့ relationship တဲကိုရောက်သွားတဲ့အချိန်မှာဘာစကားမှအငင်းပွားစရာမရှိတော့ဘဲနဲ့ကိုရိုးရဲ့ saturation မှာကလေးကဒါဟာငါ့ရဲ့ပုံစံအမှန်တော့ဆိုတာဒီအလုံးကိုချပြထားပြီးတော့ဘယ်လိုလေးက healthy ဖြစ်တဲ့ boundary တွေကိုဟိုတိဆောက်ခဲ့တယ်ဘယ်လိုလေးကတော့မင်းနဲ့ငါရဲ့အပေးယူမျှမှုတွေဆိုတာကိုတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်နားလည်ခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီ relation လေးဟာ unhealthy ဖြစ်မှာကိုလုံးဝပူကြမလို့တော့ဘူး သူ့မှာမရှိတာကိုလည်းမင်းသိတယ်လို့သူ့မှာရှိတာကိုလည်းမင်းလက်ခံနိုင်တယ်အဲ့ဒီလိုပဲမင်းမှာရှိတာကိုလည်း तू လက်ခံနိုင်တယ်လို့မင်းမှာမရှိတာကိုလည်း तू နားလည်ပေးနိုင်တဲ့အတွက်မင်းတို့ဟာအပေးယူမျှမျှလေးရှစ်အဲဆိုတော့ပေါ့နော်အဲ့ဒီလိုအပေးယူမျှမျှလေးရှစ်ဆက်ချင်တယ် ကျမ်းမာပြီးတော့ခိုင်ခန့်တဲ့ဆက်ဆံရေးလေးခုကိုတည်ဆောက်ခြင်းနဲ့ဆိုရင်စတင်ခြင်းတွေဟာအရင်ကိုအရေးကြီးပါတယ်ရှင်။အာအစကတည်းကမယိုးဖြောင်းမှုတွေတယောက်ကိုတယောက်ဖုံးကွယ်မှုတွေနဲ့စတင်ခဲ့မယ်ဆိုအာဆိုတော့ပေါ့နော်။ဖုံးကွယ်တယ်ဆိုတာကတမိကြီးစားဆက်ဆံရေးမှာမဟုတ်ဘူး။မိတ်ဆွေအပေါင်းအသင်းဆက်ဆံရေးဆိုတာမှတောင်မှပဲအရင်ကိုမကောင်းတဲ့ အပြုံတစ်ခုလို့ကိုကတော့ယူဆတယ်ပေါ့နော်အဲ့ဒါကြောင့်ကိုဆိုရင်တော့လေကိုကလေကိုရဲ့လှုပ်ဖော်ကင်ဘက်ကမှအစာချစ်ရတဲ့သူအစုံအကိုဘီနာမှာကိုကို crush လို့လာပတ်သက်တဲ့သူအလေပေါ့နော်အကုန်လုံးကိုကိုရဲ့အရှိကိုအရှိတိုင်းပဲဖွင့်ချပြီးတော့ချပြပြီးတော့ဆက်ဆံလေးရှိတယ်ဟုတ်အဲ့ဒီလိုမျိုးပဲကိုကိုလာပတ်သက်တဲ့သူတွေတဲကတယောက်ယောက်က မယိုးသားနေဘူးသူတို့ရဲ့ energy တွေကိုသူတို့ရဲ့ခံစားချက်တွေကို hide ထားတယ်ဆိုရင်လေကိုကလေအလိုလိုနေရင်းကိုတည်နေတာနော်သူကကိုကိုဟိုဘာတွေကိုလိန်ထားတယ်ဆိုပြီးတော့ဘလိုမျိုးတွေကိုမယိုးသားလုပ်နေတယ်ဆိုပြီးတော့အတိအကျမပြောနိုင်ရင်သာရှိမယ်နှလုံးသားကခံစားမိနေတာဒီလူကယိုးသားလားမယိုးသားဘူးလားဆိုတာအဲ့ဒါကဘာကြောင့်လဲဆိုတော့ကိုကိုရိုင်းကသူ့အပေါ်ကိုအကုန်လုံးကိုအစ်အမှန်တွေပဲချပြထားတဲ့အတွက်ကြောင့်မို့လို့အဲသူ့စီကမစစ်မှန်ဘူး တွေ့နေပြီဆိုရင်လည်းအလိုလိုကိုတည်နေတာမျိုးပေါ့နော်ဆိုတော့ကိုပြောချင်တာက healthy ဖြစ်တဲ့ relationship